ားအလုံးမဲ့မင်္ဂလာပါပေါ့နော်အဲမင်္ဂလာပါလို့ပဲပြောရမှာပါပဲဒီကိစ္စတစ်ခုကလည်းကျွန်တော်တို့ရှေ့မှာကနေကတီးခဲ့ပြီးသားအရာတစ်ခုဖြစ်ပါတယ်ဗျအခုဆိုရင်တော့ကျွန်တော်တို့အသင်းရဲ့စကောက်စာတူဦးပေါ့နော်ကျွန်တော်တို့အသင်းရဲ့အနာဂတ်အသင်းကောင်းဆောင်ကျွန်တော်တို့အသင်းရဲ့လက်ရှိဒုတိယကပတိန် ကမ္ဘာအကောင်ဆုံးညာနောက်ခံလူတွေကတဦးဖြစ်တဲ့ထရန့်လက်ဇနာအာနူကလပောက်ဦးသင်းကနေပြီးတော့လာမယ့်နေ့ရက်ဒီမှာအလွတ်ပြောင်းတဲ့ထွက်ခွာသွားတော့မှာဖြစ်ပါတယ်။အဲဒီသတင်းကိုအာနူကိုယ်တိုင်ကလည်းတရားဝင် official ထုတ်ဖော်ပြောဆိုလိုက်ပြီးဖြစ်တယ်လို့လပောက်ဦးအသင်းရဲ့ official ကနေပြီးတော့လည်းအာနူကလပောက်ဦးအသင်းကနေပြီးတော့လာမယ့်နေ့ရက်ဒီမှာလမ်းခွဲသွားတော့မှာဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပြီးဖြစ်ပါတယ်ဗျ။အဲဘလို့ပဲဖြစ်ကျွန်တော်တို့အခုနောက်ပိုင်းပေါ့နော်ပြီးခဲ့တဲ့ ရာသီတွေရာသီတွေကနေကကျွန်တော်တို့လွန်ခဲ့တဲ့နှွေရာသီလွန်ခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကနေကအောင်လုံးနဲ့အဲဒီလက်မဘူအသင်းရဲ့ဇလန်းကမချခင်ပါရင်ဂရီပါလန်ကွဲဖြစ်တော့မယ်ဆိုတာအလုံးမျောလင်းပြီးသားဖြစ်ခဲ့တယ်ပေါ့ဗျာဒါပေမဲ့လို့မထင်မှတ်ဖဲနဲ့အပီကဲတဲ့ဘက်ကပဲဒီထရန့်လက်ဇနာအာနူကလက်ပါဘူအသင်းအတွက်သွန်ကိုတကိုသွန်ယူနိုင်ခဲ့တယ်ပေါ့နော်တလုံးနဲ့တော့သွန်ကိုနဲ့အနိုင်ရရှိခဲ့တယ်လက်ပါဘူအသင်းကလည်းဒီပရီးမီးယားလိ အဲချန်ပီယံဆုပေါ့တကယ်အင်္ဂလန်အမပီချန်ပီယံဆုကိုအကြိမ်20မြောက်စုခူးနိုင်ခဲ့တယ်အဲထပ်ပြီးတော့ကြာတော့ကျွန်တော်တို့အသင်းရဲ့အဓိကတောက်တိုင်ကစားသမားတွေဖြစ်တဲ့မိုဟာမက်ဆာလာနဲ့ဘာကီဗန်နိုက်တူကိုလည်း new contract ပေးနိုင်ခဲ့တယ်ဆိုတော့အာနိုးအတွက်မြန် new contract ကနည်းနည်းလေးဖြစ်လာအောင်မလားဆိုပြီးတော့ကျွန်တော်တို့လစ်ပါဘူးဖန်နေမျောလင်းခဲ့ကြတဲ့အနေထားလေးတွေအနေငယ်လေးတွေပူလာကြတယ်ပေါ့ဗျာဒါပေမဲ့အရှိမကနေရလဲကျွန်တော်တို့တွေ့ထားပြီးသားပါဘလူးဝဲပစ်ထရန်လက္ခဏာအာနိုကလစ်ပါဘူးအသင်းနဲ့ဒေဂျာပေါက်လမ်းခွဲသွားတော့မယ်ဆိုတာကလည်းကျွန်တော်တို့ဘလူးဝဲပစ်သိထားပြီးသားကျွန်တော်ရဲ့ light တွေမှာလည်းပြောထားပြီးသားပေါ့ဗျာဒါပေမဲ့တိုက်တစ်ခုလေးတော့မျောလင်းပြီးတာပေါ့ဗျာအဲ့တော့ကျတော့အခုလက်ရှိအချိန်မှာတော့ကျွန်တော်တို့မျောလင်းချက်တွေအားလုံးကပြီးဆုံးသွားခဲ့ပြီ ထရန့်လက်ဇနာအာနိုကဒါမေးနွေရာသီမှာလမဘူအသင်းကနေပြီးတော့ရီယယ်မက်ဒရစ်အသင်းကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့ကစားသွားတော့မှာဖြစ်ပါတယ်။အဲ့တော့စာချုပ်သက်တမ်းကတော့လက်တော်သတင်းလေးအရာဆိုလို့ရှိရင်တော့အာနိုအာနိုကိုရီယယ်မက်ဒရစ်အသင်းက6နှစ်စာချုပ်ချုပ်မယ်လို့ကျွန်တော်တို့တွေ့ရှိရတာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့နောက်ဆက်တွဲသတင်းလေးအရာကတော့သတင်းလေးကတော့အမျိုးမျိုးထွက်ပေါ်နေတာပဲဗျာ။တော့ JPS ဖော်ပြချက်အရာဆိုလို့ရှိရင်လမဘူအသင်းအသင်းအနေနဲ့ကထရန့်လက်ဇနာအာနိုကိုအသင်းမှာဆက်နေရေးအတွက်ပေါ့နော်။အဲကျွန်တော်တို့ဒီပရီးမီးယားလိရဲ့ဖူးဘက်တွေထဲမှာလာစားအမ များဆုံးရတဲ့ကစားသမားတဦးအဖြစ်မှတ်တမ်းဝင်လောင်းအောင်ထီလာစာတိုးပေးမှုကိုပြုလုပ်ခဲ့တယ်။အဲ့ဒီတိုးပေးမှုကဘယ်လောက်တိလဲဆိုရင်လက်ရှိကျွန်တော်တို့ကဘာလုံးမှာရှိနေတဲ့ကစားသမားလာစာအများဆုံးကစားသမားတွေကစရင်ဝင်တဦးအဖြစ်အာနိုးကိုအဲ့လိုစီးရင်ဝင်လာအောင်ဒီလာစာတိုးပေးမှုပြုလုပ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့မောင်အာနိုးကိုတိုင်ကဒီလီဗာပူအသင်းရဲ့ကံတမ်းမှုတွေအားလုံးကိုပယ်ချပြီးတော့ရီယယ်မက်ဒရစ်အသင်းကိုသွားဖို့ရာအတွက်ရွေးချယ်သွားခဲ့တာဖြစ်ပါလေဗျ။ဘာပဲဖြစ်ဖြစ်ဟိုဂိုဗိုင်ဂိုလတ်ပေါ့ဗျ။ဒါပဲပြောရမှာပေါ့။ 宝贝。Oh, baby. ဟို professional ကစားသမားလေးတွေဗျာအဲ့တော့ကျွန်တော်တို့လူတော့တန်ရောစင်တွေကိုနေရာတိုင်းမှာရှေ့တန်းတင်သွားမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အာနိုးနေနေကတော့သိကြလေသူရှေ့မှာကနေကသူ့ရဲ့နှုတ်ဆက်မှုတွေကိုလဲမှာဆိုရင်သူပြောသွားခဲ့တယ်ပေါ့နော်အဲ့တော့သူဒီလမဘူးအသင်းမှာနေခဲ့တာအနည်း20ရှိသွားခဲ့ပြီအနည်း20ကျော်ကြာပြီးသွားပြီပေါ့နော်အဲ့တော့ကျတော့လက်ရှိကျွန်တော်တို့ဒီယာစီကုံမှာဆိုရင်တော့လမဘူးအသင်းကနေထွက်ခွာသွားတော့မယ်ဒါပေမဲ့ရှေ့မှာကနေကသူထုတ်မပြောခဲ့ဘူးဆိုတာကဒီလမဘူးပိတ်သက်တွေကိုမျောလင်းချက်တစ်ခုနဲ့ဆွဲထားခဲ့တာမဟုတ်ဘူးပေါ့အဓိကကလမဘူးအသင်းရဲ့ဒီပရီးမီးယားလိအကြိမ်20မြောက် ်သွားမဲ့ခီးလန်းကိုသူ့အနေနဲ့ဟိုဘယ်အရာကြောင့်မှအနောက်ရှက်မဖြစ်နိုင်မဖြစ်စေချင်ဘူးပေါ့နော်အဲကြောင့်မလို့ဒီပရီးမီးယားလိချန်ပီယံဆုရပြီးသွားတဲ့အချိန်မှာမှအခုလိုဖွံ့ဖြိုးရခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောသွားခဲ့တယ်။ဆက်ပြီးတော့သူ့အနေနဲ့ဒီဆုံးဖက်ချက်ကိုတော်တော်ခက်ခက်ခဲခြားခဲ့ရတယ်ဆိုတဲ့အကြောင်းနဲ့အဲသူ့အနေနဲ့ကစားသမားတယောက်ရဲ့ professional အရာပေါ့နော်စိန်ခေါ်မှုအသစ်တွေကိုထပ်ပြီးတော့ရင်ဆိုင်ခြင်းနဲ့အဲဒီ comfort zone တစ်ခုကဒီဒီမဘူအသင်းမှာနေမယ်ဆိုရင်ပြည့်တက်တယ်လည်းရှိပြီးသားသူ့မှာဖန်ပြီးလည်းအကုန်လုံးရှိပြီးသားဖြစ်တဲ့အတွက်ဒီ comfort zone တစ်ခုလိုဖြစ်နေတဲ့အ နေထွက်ကနေပြီးတော့သူယုံထွက်ပြီးတော့စိန်ခေါ်မှုအစ်စ်တွေကိုရင်ဆိုင်ခြင်းနဲ့ပေါ့နော်ဒါက professional ကစားသမားတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်သူ့ကိုနားလေပြီးဖို့ ਨੇ ငါသူ့အနေနဲ့နောက်ဆုံး ဒီပြောမယ်ဆိုရင် तू အသက်သေးဆုံးတဲ့အချိန်ထိအောင်လက်မောက်ဦးပိတ်သက်တူဦးအဖြစ်သူ့အနေနဲ့ဆက်ရှိသွားမှာပါဆိုပြီးတော့ကြတော့ပြောကြားသွားခဲ့တာဖြစ်ပါလေအဲဆက်ပြီးတော့ဒီလက်မောက်ဦးပိတ်သက်ဒီရဲ့အပေးမှုတွေလက်မောက်ဦးပိတ်သက်ဒီရဲ့သူ့ပေါ်ထားတဲ့ချက်ချင်းမတားတွေကိုသူ့အနေနဲ့အမြဲတမ်းအမှတ်ရနိုင်မယ်ဆိုတဲ့အကြောင်းလက်မောက်ဦးပိတ်သက်ဒီရဲ့ဝေဖန်မှုတွေကိုလည်းအမြဲတမ်းသူ့အနေနဲ့ဘယ်တော့မှအပြစ်မမြင်ခဲ့ဘူးဆိုတဲ့အကြောင်းနဲ့တတောင်းရှောင်းလုံးသူ့ကိုအားပေးလာခဲ့တဲ့အတွက်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလေးကိုသူ့ရဲ့ဗီဒီယိုကနေပြီးတော့ဒီနှုတ်ဆက်စကားနဲ့အတူတူမျှဝေပေးလာခဲ့တာဖြစ်ပါတယ်ဗျာ ဲ့တော့ဘာဖြစ်ဖြစ်အာနိုလီနဲ့ကတော့ဒါမင်းလူရသည်မှာလေပါဘူးအသင်းနဲ့ဒီလမ်းခွဲသွားတော့မယ်ပေါ့နော်ဒရီယမထရစ်အသင်းစီပြောင်းရွှေ့ကစားသွားတော့မှာဖြစ်တယ်အဲဒီအပေါ်မှာတော့ကျွန်တော်တို့လေပါဘူးပိတ်သက်ဒီအနေနဲ့ကတော့ဘလူဝေးပြည်ယူကျုံမရတဲ့အနေထားကြီးတယ်ရှိကြတာပေါ့ဗျာဒါအာနူးလူကစားသမားမျိုးစကောက်စားတူစတော့ကကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့အသင်းရဲ့အနာဂတ်ကပတိန်တူက ဒီလပဘူအသင်းနဲ့လမ်းခွဲသွားတော့မယ်ဆိုတဲ့အနေထားကတော်တော်လေးကိုအဲစိတ်မကောင်းစရာဖြစ်ချင်စရာအနေထားတစ်ခုဖြစ်ပါတယ်။ငါဒါပေမဲ့လို့ကျွန်တော်တို့ပြန်စစ်စမ်းကြည့်မယ်ဆိုရင်လည်းအာလုံးကလပဘူအသင်းမှာသူတက်တည်ပြတဲ့နဲ့အရာတွေအကုန်လုံးသူတက်တည်ပြပြီးသွားပြီဗျ။ပရီးမီးယားလိနှစ်ကြိမ်ရတယ်၊ချန်ပီယံလိရပြီးသွားပြီ၊ကရာဘောင်ရပြီးသွားပြီ၊ FA ရပြီးသွားပြီ၊ကွန်မြူနတီတိုင်းရပြီးသွားပြီ အဆက်ပြီးတော့ကြတော့သူ့အနေနဲ့ဒီကျွန်တော် FIFA Club World Cup ပေါ့နော်အကုန်လုံးအကုန်လုံးကိုသူ့အနေနဲ့ရယူပြီးသားဖြစ်သွားခဲ့ပြီဥရောပ Super Bowl သတိအပြည့်အကုန်လုံးအကုန်လုံးကိုသူရယူပြီးသားဖြစ်သွားခဲ့ပြီဖြစ်တဲ့အတွက်သူ့အနေနဲ့ဆွားဆောင်ရည်နဲ့ပတ်သက်ပြီးတော့အသင်းအပေါ်မှာလှုပ်ပေးစီရာဆိုလို့သူ့အနေနဲ့ဘာမှမကြံတော့ဘူးဗျအဲတော့အသက်26နှစ်အရွယ်မှာပဲသူ့အနေနဲ့လမဟုအသင်းအတွက်လှုပ်စရာရှိတာဒီအကုန်လုံးကိုလှုပ်ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီအချိန်ကထွက်သင်းတဲ့အချိန်လို့သူ့အနေနဲ့ဆုံးဖြတ်ချက်ချလိုက်တဲ့အနေအထားတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်မိတာဖြစ်ပါတယ်အဲဒါ 不如我这边呢，你把屋等下来，啥叫得甘南买菜都行？你从安宁佬甘南嘛，安宁佬甘南买菜都行。阿奴弟回来先，等那啥抢点事咯。阿等冬日老嘛，冬日就老嘛，你把屋等下吃美食都行，不如你呢嘛？ ဟိုအာနုကိုခေါ်ယူခြင်းနဲ့အသင်းကတကယ်အသင်းကြီးကြီးမားမားကြီးရှိဖို့ရာအတော့ကမလွယ်ကူတော့တဲ့အနေအထားပေါ့ဗျာအဲတော့ကစားသမားတယောက်အနေနဲ့ကစိန်ခေါ်မှုအသစ်တွေကိုရှာခြင်းနဲ့ဆိုရင်ဒီအသက်ရွယ်ဟာရှာဖို့ကောင်းဆုံးအချိန်တစ်ခုလို့မြင်တယ်အဲဒါပေမဲ့လို့ကျွန်တော်တို့နှစ်မျိုးတာကကြာတော့သစ္စာတရားတစ်ခုပေါ့နော်အာနုအနေနဲ့လမောင်မျိုးကန်ကစားသမားတူဦးဖြစ်တယ်စကောက်စားတူဦးဖြစ်တယ် ဒီဓမ္မဘုအသင်းပေါ်မှာထားတဲ့သစ္စာတရားကိုရှေ့မှာတော့စတီဗင်ဂျရက်တို့ပုံစံမျိုးလက်ရှိမူဆာလာတို့ပုံစံမျိုးဘာဂိပန်နိုက်တို့ပုံစံမျိုးအဲကျွန်တော်တို့ဒီဒန်နီယယ်အက်ဂါတို့ပုံစံမျိုးလီဗာပူးအသင်းကိုဆက်ပြီးတော့ကြတော့သစ္စာတရားလေးတစ်ခုကိုတက်တည်ပြစေခြင်းခဲ့ပေမဲ့လို့ကျွန်တော်တို့အနေနဲ့အဲ့ဒီအရာတွေတော့ဖြစ်မလာခဲ့ဘူးပေါ့နော်အဲတော့ဘာပဲဖြစ်ဖြစ်ပါဟိုအသင်းသစ်မှာအောင်မြင်ပါစေလို့ပဲကျွန်တော်တို့ဆုတောင်းသွားမှာပေါ့ဗျာဒါဘယ်လိုပဲဖြစ်အာနိုးအနေနဲ့စိန်ခေါ်မှုအသစ်တွေကိုအများကြီးရင်ဆိုင်ရလိမ့်မယ်သူပြောသူဖြစ်ချင်တယ်လို့ပဲတကယ်ကိုစိန်ခေါ်မှုအသစ်တွေကိုအများကြီးရင်ဆိုင်ရလိမ့်မယ် Real Madrid ဆိုတာက Liverpool လိုအသင်းတစ်သင်းမဟုတ်ဘူးမကောင်းဘူးမဟုတ်ဘူးအသင်းက Liverpool ထက်ပိုပြီးတော့အောင်မြင်မှုတွေအများကြီးရရှိနေတဲ့အသင်းတစ်သင်းဖြစ်တာမှန်တယ်ဒါပေမဲ့လို့ Madrid ပိတ်သက်တည်နေ Liverpool ပိတ်သက်တည်ရဲ့ဂျားထဲမှာ Quaha Jet တည်လက်ရှိကျွန်တော်တို့တခြားကစားသမားတွေအပေါ်တော့မပြောဘူးပေါ့နော် Trent Alexander Arnold ရဲ့အပေါ်မှာဆိုရင်တော့သိကြတယ် Liverpool အသင်းမှာ Arnold တည်၅ပွဲလောက်ခြေစွမ်းမပြလို့ lineup ကို၃ပွဲလောက်အောက်ကြည့်လိုက်ပါ Liverpool ကစား Liverpool ပိတ်သက်တည်အနေနဲ့က Arnold ကို lineup ထည့်ပေးဖို့ရအတွက် လူတိုင်းလူတိုင်းကဝိုင်းပြီးတော့တောင်းဆိုကြပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့အာနုတီရှေ့မှာလုတ်ပြခဲ့ပြီးသားဂန္ဓဝန်တူဖြစ်နေခဲ့ပြီဖြစ်တယ်ပေါ့နော်။ဒါပေမဲ့အခုလက်ရှိအချိန်မှာဆိုရင်တော့ Real Madrid ကိုပြောင်းမယ်။ Real Madrid မှာတည်ကြတယ်။၃ဘွဲလောက်ခြေစွမ်းမပြရင်တည်ကြပေါ့အရန်ကုန်ကိုရောက်ရှိသွားမယ်အနေထားတစ်ခုဖြစ်ပါတယ်။ဒါဘလို့အဖြစ် Madrid ဆိုတာကကျယ်စင်စုတွေကြီးစုဖွဲ့နေတဲ့အသင်းတစ်သင်းဖြစ်တဲ့အလျောက်သူ့အနေနဲ့စိန်ခေါ်မှုအသစ်တွေကိုပို့ပြီးတော့ရင်ဆိုင်လာမှာဖြစ်တယ်။ဘလို့အဖြစ်အောင်မြင်ပါစေပေါ့နော်။အသင်းသင်းမှာအဆင်ပြေပါစေလို့ပဲဆုတောင်းသွားမှာဖြစ်ပါတယ်။ဒါတည်ကြပေါ့ကတော့ကျွန်တော်ယာကင်ကလော့ရဲ့တိုက်တွန်းမှုတွေ စတီဗင်ဂျရက်တို့ရဲ့တိုက်တွန်းမှုတွေအားလုံးအားလုံးကိုအာနိုးအနေနဲ့လွန်ဆန်ပြီးတော့ကြတော့ရီယယ်မက်ထရစ်အသင်းကိုလာမယ့်နေရာဒီမှာတေချာပေါ့ပြောင်းရွှေ့သွားတော့မှာဖြစ်ပါလေအဲ့တော့ဘာပဲဖြစ်ကျွန်တော်တို့လီဗာပူဖန်တွေအပြစ်မြင်နေကြရတယ်ဆိုရင်လည်းခဏတစ်ဖြုတ်ခွဲပေါ့ဗျာတေချာပေါ့ကတော့လာမယ့်နေရာဒီမှာအာအာနိုးလီယာရီယယ်မက်ထရစ်အသင်းအတွက်အဖွန်ကိုလေးသွန်းသွားပြီးပွဲထွက်ခွင့်ရပြီးအဲဂူဖန်ကြီးပြီးသွားပြီးစသည်အားဖြင့်ကျွန်တော်တို့လီဗာပူပိတ်သက်တွေကတော့ ဟိုကြီးစားဟောင်းတယောက်လိုလိုက်ပြီးတော့လွမ်းဆွဲနေရအောင်မှာအမှန်တရားပါပဲ။ဘာပဲဖြစ်ဖြစ် one and rap all of you rap ပေါ့နော်။အဲတခါအနီရောင်ဖြစ်ခဲ့ဘူးလေလီဗာပူးအသင်းရဲ့ဂျာစီကိုတခါဝတ်ခဲ့ဘူးလေဆိုရင်အမြဲတမ်းကျွန်တော်တို့အတွက်ကတော့လီဗာပူးကစားသမားတဦးအနေနဲ့အမြဲတမ်းသတိရနေမှာပါ။သေချာဘောကတော့အာနိုဒီဘလူးပဲဖြစ်လီဗာပူးအသင်းမှာစူပလောင်းတွေစူပလားတွေအများကြီးအများကြီးကိုစုကူပေးနိုင်ခဲ့တဲ့ကစားသမားတဦးဖြစ်ပါလေ။အဲလီဗာပူးအသင်းအတွက်တကယ်ကိုကန်နွန်ကစားသမားတဦးအနေနဲ့လီဗာပူးအသင်းကနေပြီးတော့ထွက်ခွာသွားခဲ့တာဖြစ်ပါလေ။ဒါပေမဲ့သူ့အနေနဲ့တက်တည်ပြစီရာဆို ုလို့ကတော့သစ္စာတရားလေးဒါကျန်တော့တာဖြစ်ပါတယ်ဗျ။အဲ့တော့အာနိုးအနေနဲ့ကတော့ကြံရှိနေတဲ့ဒီသစ္စာတရားလေးကိုတော့ဆက်ပြီးတော့တက်တည်မပြသွားတော့ဘူးဖြစ်ပါတယ်ဗျ။အဲ့တော့အရာအလုံးကတော့တက်တည်ပြပြီးသားဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် good bye and good luck for trying real madrid မှာအသာသာအရာရာအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ဗျ။ဟုတ်ကဲ့ပါအဲကျေးဇူးများကြီးတင်ပါတယ်ညီကိုလို့အားလုံးအားလုံးပဲကျမကြီးလည်းကူဆိုင်ကြပါခင်ဗျာဆက်ဆက်ရရလည်းကူဆိုင်ကြပါနောက်ပြီတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြတာပေါ့ဗျာ